မင်္ဂလာပါ Haru Japanese Online Learning Channel မှာကြိုဆိုပါရစေ။ဒီနေ့သင်ပေးမယ့်သင်ခန်းစာလေးကတော့ဂျပန်စာအခြေခံဖြီးတရစကားလုံးလေးတွေအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ဂျပန်စာကိုစပြီးလေ့လာတဲ့အခါမှာဂျပန်စာရေးသားပုံရေးသားနည်းတွေကိုအရင်ဆုံးလေ့လာရပါတယ်။ဂျပန်စာရေးသားပုံရေးသားနည်း၄မျိုးရှိပါတယ်။ ကျမတို့ခုအောင်ရိုမာဂျီလို့ခေါ်ပါတယ်ရိုမာဂျီဆိုတာကအင်္ဂလိပ်စကားလုံးလေးပြီးပေါ့နော် A I U E O စတဲ့အင်္ဂလိပ်လိုရေးထားတဲ့စကားလုံးလေးပေါ့နော်အင်းအဲ့လိုစကားလုံးလေးဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဟီရာကာနာဖြစ်ပါတယ်ဟီရာကာနာဆိုတာတော့အင်းဂျပန်စကားလုံးလေးပေါ့နော်ဂျပန်ရဲ့အခြေခံအခေယာလေးဖြစ်ပါတယ် နောက်တစ်ခုကကြတော့ခတာခနာခတာခနာဆိုတာကလေခတာခနာကကြတော့အဲသူကဂျပန်စာတော့ဂျပန်စာပဲဒါပေမဲ့များသောအားဖြင့်သူကအင်္ဂလိပ်အတန်ထွက်တွေကိုပြန်ရေးတဲ့အခါတို့နာမည်တို့ရေးတဲ့အခါတွေတို့မှာသုံးနိုင်ပေါ့နော်နောက်တစ်ခုကတော့ခန်းကြီးပေါ့နော်ခန်းကြီးကတော့တရုတ်စကားလုံးပေါ့နော်တရုတ်ကနေစဉ်းသက်လာတဲ့တရုတ်စကားလုံးလေးဖြစ်ပါတယ် တော့음ရူမာဂျီပေါ့နော်ပထမဆုံးတစ်ခုဖြစ်တဲ့ရူမာဂျီကိုကျွန်တော်တို့ကဘယ်နေရာတွေမှာတုံးတယ်လဲဆိုလို့ရှိရင်음ကျွန်တော်တို့ဘာသာစကားတစ်ခုကိုစပြီးလေ့လာတဲ့အခါမှာဒီ English အတန်ထွက်နေပေါ့နော်ဒီစကားလုံးပေါ်မှာမူတည်ပြီးတော့အတန်ထွက်တယ်အတန်ထွက်ပြီးရေးတဲ့ဟီတာပုံကိုလေ့လာရတယ်음ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ ကွန်ပျူတာတိုက်ပင်းပေါ့နော်ကွန်ပျူတာတိုက်ပင်းမှာကျွန်တော်တို့ကဒီရိုမကြီးအတန်ထွက်နဲ့အဲဂျပန်အတန်ထွက်တွေကိုလိလာထားမှသာလင်ဒီဂျပန်စာကွန်ပျူတာတိုက်ပင်းတို့အဆင်ပြေမယ်ပေါ့နော်အာဘာဖြစ်လို့လဲဆိုတော့ဂျပန်စကားလုံးနေဆိုလို့ရှိရင်အများကြီးပဲလေဒီကီးဘုတ်မှာရှိတဲ့ features နဲ့တောင်လောက်မှမဟုတ်ဘူးနော်အဲအဲ့ဒါကြောင့်ရိုမကြီးအတင်းကိုတင်ရတယ်ပေါ့နော် ဟိရာကာနာကြတော့ဂျပန်စကားလုံးဖြစ်တယ်ဂျပန်စာအက္ခရာဖြစ်တယ်ပေါ့နော်ခါတာခါနာကတော့ဘယ်နေရာမှာအသုံးပြုလဲဆိုလို့ရှိရင်မွေးစားစကားလုံးနေမှာအသုံးပြုတယ် English လို့အတန်ထွက်တယ်ဥပမာ ice cream coffee အဲအဲ့လိုမျိုးနေရာတွေပေါ့နော်ပြီးတော့ကိုယ့်ရဲ့နာမည်ကိုစလုံးပေါင်းတဲ့နေရာတွေအဲ့လိုနေရာတွေမှာခါတာခါနာကိုများသောအားဖြင့်သုံးတယ်ပေါ့နော် ်ခန်းချီရကြတော့ဂျပန်စာမှာလေးလာပြီဆိုလို့ရှိရင် ကျွန်တော်တို့ကခန်းချီကိုလည်းမဖြစ်မနေဖတ်တတ်အောင်လေးလာသင်ယူရတာလေမပြည့်လို့တော့ဆိုတော့ဂျပန်စာရဲ့တော်တော်များများမှာသူကခန်းချီတွေနဲ့တွဲပြီးရေးတာပေါ့နော်အဲ့ဒါကြောင့်မို့ခန်းချီကိုလည်းလေးလာသင်ယူရတယ်ပေါ့နော်အဲ့ဆိုရင်ပထမဆုံးကျွန်တော်ပြောပြချင်တာက ဂျပန်စာမှာအခေယဘယ်နှလုံးရှိလဲဂျပန်စာမှာအခေယ46လုံးရှိပါတယ်46လုံးရှိတယ်အဲ့ဒီ46လုံးမှာတရားက9လုံး B က41လုံးရှိပါတယ်အဲ့တော့ပထမဆုံးကျွန်တော်တို့အဲ့ဒီအခေယ46လုံးကိုရိုမာကြီးနဲ့စပြီးတော့လေ့လာကြည့်အောင်နော် ဒီမှာအင်္ဂလိပ်လို A I U E O လို့စကားလုံးလေးတွေ့ရနော်အဲ့တော့ဂျပန်စာသင်လို့ရှိရင်အဲ့ဒီ A I U E O A I U E O လို့မဖတ်ပါဘူးကျွန်တော်တို့ A ကိုဘယ်လိုအတန်ထွက်မလဲဆိုတော့ A ကိုအလို့ထွက်ပါမယ်အအနောက်တစ်ခုက I I ကိုမြင်လို့ရှိရင်ကျွန်တော်တို့ကဘယ်လိုအတန်ထွက်မလဲဆိုတော့ E อิอิနောက်တစ်ခုကတော့ you you ကိုတွေးလို့ရှိရင်ဘယ်လိုအတန်းထွက်မလဲอุอุอุနောက်တစ်ခုကတော့อีအဲ့တော့อีကိုတွေးလို့ရှိရင်ဘယ်လိုအတန်းထွက်မလဲဆိုတော့เอเอเอနောက်တစ်ခုက o o တွေ့လို့ရှိရင်ဘယ်လိုအတန်းထွက်မလဲဆိုတော့ o အိုးဆိုတဲ့အတမ်းပဲထွက်ပါတယ်အဲ့တော့ပြန်ပြီးတော့ဆိုဆိုကြည့်လို့ရှိရင် a ကို a လို့ထွက်မယ် i ကို e လို့ထွက်မယ် u ကို u လို့ထွက်မယ် e ကို a လို့ထွက်မယ် o o လို့ထွက်ပါမယ်နော်အဲ့တော့ပြန်ဆိုကြည့်ရင် a e u a u နောက်တစ်ခါတော့ဆိုကြည့်မယ် a e u a u အဲ့လိုမျိုးအတန်းထွက်ပါတယ် ဒါကတော့တရငါးလုံးပေါ့နော်တရငါးလုံးအတန်ထွက်တဲ့အတန်တွက်ဖြစ်ပါတယ်နောက်ကျန်တဲ့41လုံးကတော့ဘီးပေါ့နော်အဲ့ဒီဘီးကဘယ်ပေါ်မှာမူတည်ပြီးတော့အတန်ထွက်သွားလဲဆိုတော့ခုနတရငါးလုံးရဲ့အပေါ်မှာပဲအခြေခံပြီးတော့အတန်ကိုထွက်သွားရဲပေါ့နော်ဥပမာပထမတစ်ခုကိုကြည့်မယ် KE K A ဆိုတဲ့စကားလုံးကိုဘယ်လိုတန်းထွက်လဲဆိုတော့ခခအဲ့ဒီခဆိုတဲ့အတန်အဆိုတဲ့တရရဲ့အတန်ပေါ်မှာမူတည်ပြီးတော့ထွက်တဲ့အတန်နော်ခခ तू ကအလိုင်းရနေအတူတူပဲအလိုင်းရအတန်နဲ့အတူတူပဲပေါ့နော်အခစဒီတန်နေရဒီအအရဲ့အဲတရပေါ်အတန်ပေါ်မှာမူတည်ပြီးတော့ထွက်လာတဲ့အတန်နေဖြစ်တယ်ပေါ့နော်အဲ့တော့ AKA ကိုမျိုးရှင်ခနောက်တစ်ခုကကြာတော့အဲ E ပေါ့နော်အဲ့တော့ E တရအီပေါ်မှာမူတည်ပြီးတော့ထွက်တဲ့အတန်ကခိခိ KI ဆိုတော့ခိခိဆိုတဲ့အတန်ထွက်မယ်အဲ့တော့ခခိနောက်တစ်ခုကကြာတော့ KU ခု KU ဆိုတော့အတန်ရဲ့အတန်ပေါ်မှာမူတည်ပြီးထွက်တဲ့အတန်ဖြစ်လို့ KU ခုခုနောက်တစ်ခုကကြတော့ KE K K အတန်လည်းအဲ့လိုပဲเนาะ A K အတန်တူတူပဲเนาะအဲ့တော့ K K ခု K အဲ့တော့ KO ကခု KO ဆိုလို့ရှိရင်ခုလို့ထွက်ပါမယ်အဲ့တော့ခါ ki khu khe khu အဲ့ဒါဆိုရင်ကျွန်တော်တစ်ခါလောက်ဆိုကြည့်အောင်အာအီအူအေအိုခါခီခူခေခူဒီလိုမျိုးအတန်ထွက်ရပါမယ်နောက်တစ်ခုနောက်တစ်ခုကကြလဲအာ SA စ SA ဆိုရက် SA ဆိုရက်စကားလုံးကအဆိုရက် အတန်လိုင်းနဲ့အတူတူပဲเนาะအာခဆအတူတူပဲเนาะအဲ့ဒီတော့ကြာမလို့ဆ S A ဆနောက်တစ်ခုကကြတော့သူကအပေါ်မှာတော့ခခိခုခဲခိုးလို့ဖြစ်ပေမဲ့ဆမှာဆစီဆိုတဲ့အတန်မရှိပါစီဆိုတဲ့အတန်မရှိဘူးဘာတန်လဲဆိုတော့ SH ရှိလို့ပဲရှိပါတယ်ဆရှိဆရှိ နောက်တစ်ခုကကြောင့် SU စုစာရှိစုပြီးတော့နောက်တစ်လုံးက SE စေစေစာရှိစုစေ SO စုစာရှိစုစေစုအဲ့ပြန်ဖတ်ကြည့်မယ်ဆိုလို့ရှိရင် a e u e o ka ki ku ခေခုစာရှိစုစေစုနောက်တလုံးနောက်တလုံးကတတဆိုတဲ့အတန်ဖြစ်ပါတယ်နော်တအခစာတတီအီတတီအီတအဲ့ဒီမှာလည်းအလိုပဲတအတန်းမှာသူကတိဆိုတဲ့အတန်ထွက်မရှိပါဘူး C H I ချီ ဲ့တော့ရှိနဲ့ချိနဲ့ကထွင်းချက်ပေါ့နော်။ तू ကစီဆိုပြီးတော့မရှိဘူး။ချိလိုပဲရှိရဲ့။တာချိ။နောက်တစ်ခုကစစ။ तू ကစုနဲ့ဘာကွာတလဲဆိုတော့အတက်ထွက်ခွာရဲပေါ့နော်။ဘာကွာလဲဆိုတော့အဲ့တော့ TSU စဆိုတဲ့ဟာကအာ တွားကိုစီလိုက်ပြီးတော့နောက်ကနေရှာနဲ့ထိုးတဲ့အတန်ပေါ့နော်ဆွတ်ဆွတ်အဲ့လိုအတန်မျိုးထွက်တာပါဆုဆိုတဲ့အတန်နဲ့မတူဘူးပေါ့နော်ဆွတ်တာချီဆွတ်ပါးစပ်ကိုစီထားပြီးတော့နောက်ကနေရှာနဲ့တွန်းတဲ့အတန်လိုမျိုးဆွတ်ဆိုပြီးတော့ထွက်တာပါတာချီဆွတ်နောက်တစ်ခုကကြောင့်တီအီယာတဲစတာချီဆွတ်တဲနောက်တစ်ခုကတီအို do ta chi se de do ta chi se de do နောက်တစ်ခုอ่ะจ้ะတော့นะนะ n a นะနောက်တစ်ခုอ่ะ n, n i นี่นี่นะนี่နောက်တစ်ခုอ่ะจ้ะတော့ n -a u -a နုနာနီနုအန်အနေနာနီနုနေအန်အိုနိုနာနီနုနေနိုပြီးတော့နောက်တစ်မျိုးသွားပါမယ်နောက်တစ်မျိုးက h a h h a h h i h i ဟာဟိအဲ့ဒီမှာဟာဟိမှာဟာဟိဟုဆိုပြီးတော့မရှိပါဘူးဟာဟိ f u f u f u ဆိုရက်အတန်ပဲရှိပါတယ်ဟာဟိ f u ဟာဟိ f u h e h ဟာဟိ f u h e h o h o ဟာဟိ f u h e h o hí phú hé hù Now tìm hiểu quá em ý mà mà em ai ga, mì mì M U ga, mù M ý ga, mẹ M O ga, mù má mì mù mẹ mù, နောက်တစ်ခုက RA 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 ဆိုတဲ့အတန်ကိုရလို့မထွက်ဘူးเนาะ RA 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 လို့အတန်ထွက်ပါတယ်မြန်မာလိုမှတ်မယ်ဆိုလို့ရှိရင်ရားကောက်နဲ့မှတ်လို့ရတယ်ပေါ့เนาะသူကရားကောက်ဆိုတဲ့အတန်က RA လို့ဖတ်ရတယ်လို့ရှိတာ哦ဟုတ်လား RA 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 က RU RU က RU r e ကရ r o ကရူရာရီရူရဲရူရာရီရူရဲရူနောက်တစ်ခုက y e ရအဲ့တော့ရဆိုတော့ခုနကရအတန်နဲ့ရတဲ့နေရာမတူဘူးเนาะဒါကရပလက်တန်မျိုးရရ ။ "तू อ่ะย่ามาจ้ะรอย่ายี้อยู่เยโย"လို့မရှိဘူးပေါ့เนาะ။ "why i" ဆိုတဲ့အတန်မရှိဘူး။ "why you" "you" အဲ့တော့ကြော်ဖတ်မယ်ဆိုရင်ရာ you ရာ you နောက်တစ်ခုကကြတော့ why o why o ဆိုတဲ့အတန်ကိုတော့ you လို့မဖတ်ပဲနဲ့ you လို့ဖတ်ပေးပါအဲ့တော့ပြန်ဆိုကြည့်မယ်ဆိုရင်ရာ you your ရာ you your သူကအောက်ကမြင်အတန်မျိုးပေါ့နော် ရှားယူလျော့နောက်တစ်ခုက WA ဝဝမှာလည်းအဲ့လိုပါပဲကြားတဲ့ကအတန်နေမရှိပါဘူး WA ဝဆိုတဲ့အတန်နဲ့ WO ဝဆိုတဲ့အတန်နဲ့ရှိပါတယ်ဝဝဝဝနောက်ဆုံးတစ်လုံးကတော့ဟွန်းဟွန်း and ဆိုပြီးတော့ အဲရေးထားတဲ့စကားလုံးလေးတွေ့လို့ရှင် on ပေါ့နော် on ဆိုတဲ့အတန်ကကြတော့ तू က on ဆိုပြီးတော့ဟိုအတန်ထွက်တာမျိုးတက်တက်တီးတန့်တော့မရှိဘူး तू ကအာဘယ်လိုလဲဆိုတော့တခြားစကားလုံးနေနဲ့ပေါ့နော်အဲတွားပေါက်တဲ့အခါမှာပေါက်ဆက်တန်အဖြစ်သုံးတဲ့နေရာမှာသုံးတာပေါ့နော်ဒါတွေကနောက်ကြလို့ရှင်နောက်တင်ကန်းစာတွေမှာပါလာပါလိမ့်မယ်လောဆယ်တော့ hand go တွေ့လို့ရှင် on ဆိုရက်ဟာဖတ်ရတယ်ဆိုပြီးတော့ပဲမှတ်ထားပေးပါ ဲ့တော့ကျွန်တော်တို့အစအနေအဆုံးပြန်ဆိုကြည့်ကြမယ်အီဥအိုကာကီကူကေကိုစာရှိစုစေစုတာချီစုတေတိုနာနီနုနေနိုဟာဟီဖူဟေဟိုမာမီမူမေမူရာ re ru re ru sha shu sho wa wo un ဒီလိုမျိုးဖတ်ရပါတယ်ဒီမှာတော့ကျွန်တော်က ra ri ru re ru ပေါ့နော် um အပေါ်မှာတခါတဲ့ဟိုတဒန်နဲ့တင်ပေးထားတယ်ပေါ့နော် um တချို့ကဒီဒီပုံမှန်အားတော့သူကရာယူရော်ပြီးတော့ ra ri ru re ru ဆိုပြီးတော့လာနေရှိရယ်ပေါ့နော်ကျွန်တော်ကတော့ um မှတ်ရလွယ်အောင်လို့ပေါ့နော်အပေါ်တန်းမှာတင်ပေးထားလိုက်တာအဓိကအတန်နေကိုမှတ်မိဖို့ပဲအရေးကြီးတာပေါ့နော်ဒီ46လုံးကိုမှတ်မိနေဖို့ပဲအရေးကြီးတာပါအဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်နော် तू ကဟိုအဆိုတဲ့ line မှာလဲသူ့ရဲ့အလိုင်းရထွက်တဲ့အတန်နေဒီတန်ရှိရပေါ့နော်မြန်မာစာမှာဆိုလဲဥမာဆိုရင် ဟိုအာအာအာဆိုရှင်ကကကစစစလို့မျိုးရှိတယ်လေအဲ့လိုပုံစံမျိုးပဲဟိုအာခာစာတာနာဟာမာရာအာယာဝဒီယာကိုကျွန်တော်တို့အလိုင်းလို့ခေါ်ရဲပေါ့နော်အဲ့လိုမျိုးလေးလေးအမ်တွဲမှတ်ထားရရဲပေါ့နော်နောက်တစ်ခုကကျတော့အဣဣမှာဆိုရှင်လေဣလိုင်းမှာဣခီရှီချီနီဟီမီရီဒါအတန်းအကုန်လုံး တန်ထွက်ပုံအတူတူပဲเนาะစကားလုံးပဲကွာွားတာအအတန်စင်အတူတူပဲပေါ့เนาะနောက်ဒီမှာဥလိုင်းမှာဆိုရင်လဲဥခုစစနုဖူမူရူယူเนาะနောက်တစ်ခုကကျတော့အဲအဲလိုင်းမှာဆိုလို့ရှင်လဲအဲခဲဆဲသဲနဲဟဲမဲရဲနောက်တစ်ခုကကျတော့အာအိုလိုင်းအိုလိုင်းမှာဆိုလို့ရှင်လဲအိုခိုဆိုဒိုနိုဟိုမို ရောရောဝအဲရိုးဆိုတဲ့ဟာကိုရောရောအတန်ထွက်တယ်ပေါ့နော်သူကနောက်အဲနောက်ဆုံးတလိုင်းကကြတော့ဘယ်လိုလဲဆိုနောက်ပိုင်းမှာ vocal ပေါ်မူတည်ပြီးတော့အတန်ကပေါ့နော်ဥမာအဲပြောင်းလဲပြီးတော့ထွက်တာလေးရှိရပေါ့နော်ဒါပေမဲ့ဟိုနှမျိုးထွက်ပုံကိုတင်လိုက်လို့ရှင်လို့ရှင်စစတင်နေချင်းမှာဆိုရင်ရှုပ်ဝါမှာဆိုလို့အဲဒီ ခိုဆိုအဲ့တန်းနဲ့ပဲမှတ်ပေးပေါ့နော်ခိုဆိုနိုဟိုမိုယိုယောဟိုအဲ့လိုလေးပဲမှတ်ပေးထားပါနောက်ပိုင်း focus တွေတင်ရင်အတန်ပြောင်းလဲပြီးနည်းနည်းပြောင်းလဲပြီးထွက်တဲ့ဟာလေးကသူ့ဟာနဲ့သူမှတ်မိသွားလိမ့်မယ်ပေါ့နော် အဲ့ဒါဆိုလို့ရှိရင်ဒါကဂျပန်စာရဲ့အ46လုံးအတန်ထွက်ပေါ့နော်ဂျပန်စာကိုတော့စပြီးတော့ကျွန်တော်တို့မတင်ရသေးဘူးရိုမာကြီးပေါ့နော်ရိုမာကြီးရေးသားပုံရေးနာနည်းနဲ့ဂျပန်စာရဲ့အခြေခံပြီးတရ46လုံးဖြစ်ပါတယ်အဲ့တော့ဒါလေးကိုအလို့ရအောင်အတန်လေးကိုအလို့ရနေအောင်ပြီးတော့ရေးသားပုံရေးသားနည်းအရအလို့ရရမယ်ပေါ့နော်အတန်နဲ့မဟုတ်ဘာလို့လဲဆိုတော့ရိုမာကြီးလဲကျွန်တော်တို့ရေးတတ်မှာဂျပန်စာမှာအတော့ အတုံးဝင်နေပေါ့နော်ရိုမာကြီးကလည်းသူ့နေရာနဲ့သူအတုံးဝင်နေကျွန်တော်တို့ဒီဆဆပြီးတော့တင်တဲ့အခါမှာလည်းရိုမာကြီးနဲ့ communicate လုပ်ရတယ်အဲနောက်ပိုင်းနေထီလည်းအဲဒီ typing ပေါ့နော် computer typing ရိုက်တဲ့အခါမှာရိုမာကြီးအတန်ထွက်နေတိတာပါမှကျွန်တော်တို့ကဂျပန်စကားလုံးကိုပြောင်းပြီးရတာအဆင်ပြေမှာ ਉ အဲအကြောင်းမလို့ဒီရိုမာကြီး46လုံးကိုလည်းအလို့ရအောင်ချက်ထားပါအဲနောက်သင်ခန်းစာမှာတော့ကျွန်တော်က ဒီဟီရာကနာကိုစပြီးတော့ဂျပန်ရဲ့အခြေခံစကားလုံးပေါ့နော်ဂျပန်စကားလုံးကိုအမ်စပြီးတော့တင်ပေးမှာဖြစ်ပါတယ်အမ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ရက်လိုက်ပါမယ်အာအဲ့တော့ကျွန်တော်ကဒီ channel ကနေပြီးတော့ဂျပန်စာအခြေခံပညာဒါနဗီဒီယိုတွေကိုတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့နောက်ဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်